မင်္ဂလာပါကျမဒီဇိုင်နာထွန်းပါရန်ကုန်ကပါဒီညီမလေးရဲ့မိကုံးကတင်သိမ့်မကားတဲ့သူတွေဆိုလို့ရှိရင်တောက်ကိုဘလို့ထဲရမလဲတီချဲတဲ့တင်ဟာဖောင်းဖောင်းကြီးဖြစ်နေလို့တဲ့သူ့မေးတဲ့မိကုံးကဂျိတ်လုံးကြီးမှာတောက်ကိုဘယ်လောက်ပြားထဲရမလဲဆိုပြီးတော့မေးတာပါအဲ့ဒီလိုမျိုးမိကုံးတွေကိုအရှိမအများကြီးဖြေခဲ့ပြီးပါပြီဒါပေမဲ့အခုထပ်ပြီးတော့ဖြေပါဦးမယ်နောက်ပြီးတော့ဒီဂျိတ်လုံးကြီးအကြောင်းတွေကိုလည်းအသေးစိတ် အများကြီးပဲတင်ခဲ့ပါတယ်။ဒါပေမဲ့အချိန်ချင်းခါကထပ်ပြီးတော့မတိသေးတဲ့သူတွေမျိုးဆက်တစ်တွေကအများကြီးပဲထပ်ပြီးတော့ထွက်ထွက်လာတဲ့အတွက်ထပ်ပြီးတော့ဝါသနာပါတဲ့သူတွေကအခုမှငငယ်လေးတွေကအရင်တော့ကတင်ခဲ့တာတွေကိုမသိဘူး။အခုမှကျမတို့တွေ့တာအခုမှ line သုံးတာအဲအခုမှဒီပညာကိုစပြီးတော့လေ့လာတာအဲ့ဒါကြောင့်မလို့အခုမှစပြီးတော့သိတဲ့သူလေးတွေကိုအချိန်ချင်းထပ်ထပ်ထပ်ပြီးတော့ပြန်ပြီးတော့ရှင်းပြပါမယ်။အရင်တော့ကမသိသေးတဲ့သူလေးတွေလည်းပြန်ပြီးတော့ကြည့်ပါ။အဲ့ဒီလိုရှင်း ပြတဲ့အတွက်အချိန်ချင်းထက်ထက်ပြန်ပြီးတော့ရှင်းပြတဲ့အတွက်ပညာတွေအများကြီးကို တင်ပေးနေတဲ့အတွက်ကွန်မန့်မှာချစ်တယ်လို့ရေးခဲ့ပေးပါနော်အများရဲမဲ့အဲ့ဒီလိုမျိုးချစ်တယ်လို့ရေးခဲ့ပေးပါလို့ခိုင်းတတ်တယ်ဘာဖြစ်လို့လဲဆိုတော့တီရှပ်ကိုလိုက်ပြီးတော့ကြည့်တဲ့သူတွေအကုန်လုံးကမိန်ကလေးတွေကြီးပဲဖြစ်နေလို့အဲ့ဒီအတွက်ချစ်တယ်လို့ရေးခိုင်းတာတီရှပ်အတွက်ကပြဿနာမရှိဘူးနော် အဲ့ဒါကြောင့်မလို့ချစ်တယ်လို့ comment တွေမှာ ရေးပေးခဲ့ပါအခုဒီညီမလေးမေခွန်းလေးကိုအခုဖြစ်ပေးမယ်အဲ့ဒီမေခွန်းလေးကဒါကတော့ဒီချက်ထုတ်ထားတဲ့စာအုပ်နော်အုပ်3000ကိုမှ17ချိန်မြောက်ထုတ်ထားတာအရန်ပညာတွေအများကြီးပါပြီးတော့အရန်ရောက်ကောင်းတဲ့စာအုပ်ပါစာအုပ်ဈေးတရတော့မတက်သေးဘူးเนาะနောက်ဈေးတက်တော့မှမှားလို့ရှိရင်ဒီချိန်ဈေးအတွက်တက်သွားပြီလားလို့မပြောနဲ့เนาะမကုန်ခင်လေးမှာယူထား နောက်တစ်ချိန်တိချေအဲ့ရတော့မယ်အချိန်ကိုရောက်တော့မယ်အဲ့ဒီတော့ဒီစောက်ကလေးထဲမှာဆိုရင်စာမျက်နှာ53မှာဂျိတ်လုံးကြီးအကြောင်းပါတယ်အဲ့ဒီဂျိတ်လုံးကြီးအကြောင်းမှာဆိုလို့ရှိရင်သူကတင်တင်ကနေတင်ပတ်လေတွေကနေခါပတ်လေကိုနှုတ်ကမှာနှုတ်လို့ရတဲ့အဖြေကိုလေးနဲ့စားမှာလေးနဲ့စားပြီးတော့မှဓာတ်လေးချောင်းစာအတွက်ထွက်သွားမယ်အဲ့ဒီတော့တင်ကဥပမာ တင်ကားဥပမာ36 36ရှိမယ်ဒါပေမဲ့ခားကကြတော့24ပဲရှိမယ်ဆိုလို့ရှိရင်24 36ဆိုလို့ရှိရင်72လက်မှာกว่าတယ်เนาะအဲ့ဒီလို72လက်မှာกว่าကို4နဲ့စားလို့ရှိရင်4 3 4 3ဆိုတော့တစ်ချောင်းမှာ3လက်မှာ3ရမယ်နော်အဲ့3လက်မှာဆိုရင်ဒီလိုချိုးလိုက်ရင်တစ်ခွဲပြား3ရမှာဖြစ်သွားမယ်နော် တကယ်လို့ဒါအဲ့ဒီတယောက်က ကိုချုပ်ရမယ်ကတ်စထရာမာကတင်ကခားနဲ့တိတ်မကွာဘူးလေးလက်မှပဲကွာမယ်တင်က36ဖြစ်နေမယ်နော်ခားက32ဖြစ်နေမယ်ဆိုလို့ရှိရင်တင်နဲ့ကခားကိုတုံးလို့ရှိရင်လေးလက်မှပဲကျန်တော့တယ်အဲ့တော့တောက်လေးချောင်းမှာတစ်ချောင်းကိုတစ်လက်မှစီပဲသုံးရမယ်နော်အဲ့လိုတစ်လက်မှစီပဲသုံးရမယ်ဆိုလို့ရှိရင် ဓာတ်ကိုဒီလိုချိုးလိုက်ရင်တကယ်ချုပ်တဲ့အခါကျရင်လေးစိတ်ပြားလေးပဲချုပ်ရတော့မယ်နော်အခုပြောပြတာနားလည်သွားလားမသိဘူးအဲ့ဒီတော့နားလည်အောင်လို့ချပြီးတော့တွက်ပြမယ်နော်ဒီမှတ်စုစာအုပ်လေးရဲ့ဒီမှာဒါကစာမျက်နှာ53မှာနော်ဒီမှာတင်တင်နေတာခါကိုနှုတ်မယ်နှုတ်လို့ရှိရင်ရတဲ့အဖြစ်ကိုလေးနဲ့စားပြီးတော့ ဒါကတောက်တချောင်းစာရမယ်တဲ့เนาะအဲ့ဒါလေးရေးပြထားပါတယ်တွက်ပြမယ်ဆိုလို့ရှိရင်တင်ကတင်က36ရှိမယ်เนาะ36เนาะခါက24ရှိမယ်เนาะ24ရှိမယ်ဆိုလို့ရှိရင်ဆက်နှစ်နှုတ်လိုက်ရင်ဆက်နှစ်ရတယ်เนาะအဲ့ဒီဆက်နှစ်ကို4နဲ့စားမယ်တောက်က4ချောင်းထဲမှာမဟုတ်လို့ ဒေါက်တချောင်းစီကိုလေးနဲ့စားမယ်ဆိုရင်၃လက်မှထွက်မယ်။ဒါဆိုလို့ရှိရင်ဒေါက်ကချုပ်မယ်ဆိုလို့ရှိရင်ဒေါက်တချောင်းကို၃လက်မှပြ။ဒီမှာချုပ်မဲ့ဒေါက်ကဒီကနေဒီအထိက၃လက်မှဆိုတော့ဒီကတဝက်ကဒီကနေဒီက၁ခွဲဖြစ်မယ်။ဒီလိုမျိုးဒီလိုမျိုးချုပ်မယ်เนาะဒါဆိုလို့ရှိရင်ဒါခါတိတိလေးပေါ့เนาะတင်ကြီးတယ်တကယ်လို့ခါနဲ့တင်နဲ့ကเนาะတင်က 36ပဲဒါပေမဲ့ခါက32ဖြစ်နေမယ်32ဆိုရင်ဒါက၄လက်မှာပဲ၄လက်မှာဆိုလို့ရှိရင်ဒီနဲ့ဒီနဲ့အကွာဝေးဒါက၄လက်မှာဆိုရင်သူ့ကို၄နဲ့စာရင်တောက်ပြားကတက်လက်မှာပဲရတော့မယ်နော်အဲ့တော့ဒီကနေဒီကိုတက်လက်မှာပဲရမယ်တောက်ကသူ့အလေကနေချိုးရမယ် ဒီလိုမျိုးဒီလိုမျိုးချုပ်မယ်ဆိုတော့ဒီတောက်ကလေးစိတ်ပြားလေးတွေပဲဖြစ်သွားမယ်အဲ့ဒီတော့တောက်ပြားတိတိပဲချုပ်ရမယ်ဒါဆိုရင်သူ့တင်တဲ့ကွက်တိဖြစ်သွားမယ်အခုလို့တွက်ပြလိုက်ပြီးဆိုတော့နားလဲသွားပြီးထင်ပါတယ်เนาะအဆင်ပြေသွားပါစေညီမလေးရေပညာရရသွားပါစေမမေ့နဲ့အောင်เนาะချစ်တယ်လို့လည်းရေးပေးသွားအောင်เนาะပြီးလို့ရှိရင်ဒီအကောင့်လေးကို follow လေးလည်းလုပ်သွားအောင်เนาะနောက်ထပ်တင်တာလေးတွေလည်းမြင်အောင်လို့ပါ ကျေးဇူးတင်ပါတယ်။တင်နန်းတစ်ခုကြော်ညာပေးမယ်။တင်နန်းကြီးကလည်းနည်းနည်းလေးနဲ့တင်နန်းကာလကလည်းအချိန်တိုလေးပဲတက်ရမယ်။ဒါပေမဲ့အဲ့ဒီတင်နန်းကဆင်းလာတဲ့ဝင်ငွေရလုပ်ငန်းတစ်ခုအဖြစ်ကိုချက်ချင်းထူထောင်လို့ရမယ်။အဲ့ဒါကတော့ remake ချုပ်ရမယ်လုပ်ငန်းမှာ။ဒါပေမဲ့အဲ့ဒီ remake ချုပ်ရမယ်လုပ်ငန်းမှာဆိုလို့ရှိရင်သုံးမယ်ပိတ်စာအစင်ဒီဇိုင်းကလည်းအများကြီး ခေါင်းစားစရာမလိုဘူးအစင်ဒီဇိုင်းအတွက်ခေါင်းစားစရာမလိုဘူးအင်းကြီးဒီဇိုင်းအတွက်လားလဲခေါင်းစားစရာမလိုဘူးနောက်ပြီးတော့အဲ့ဒီသုံးလိုက်တဲ့ပိတ်စတွေကိုလည်းအလေအလွင်မဖြစ်အောင်ပြန်ပြီးတော့သုံးလို့ရတယ်အဲ့ဒီအတွက်ကိုကအရင်နေ့ရတော့နည်းနည်းတွေရင်းနေလို့လည်းရတယ်ပြီးတော့လုပ်ငန်းသေးကနေတပိုင်တနိုင်ကနေစပြီးတော့ဝင်ဝင်ရလုပ်ငန်းကြီးအဖြစ်ကိုလည်းလုပ်လို့ရတယ်အဲ့ဒီလုပ်ငန်းကတော့ ready to wear ဘာရောက်မှလဲဆိုလို့ရှိရင် သူငယ်တန်းကနေငါးတန်းအထိကိုအဖြူစိမ့်ဝတ်စုံလေးတွေချုပ်ပေးမဲ့တင်တန်းမှာဒီတင်တန်းမှာဆိုလို့ရှိရင်ဒီလိုမျိုးအဖြူစိမ့်ဒီဇိုင်းလေးတွေဒါကတော့အင်းကြီးနဲ့စကတ်နဲ့ဒါကောင်ဝင်တဲ့တစ်ဆက်တည်းပေါ့နော်အင်းကြီးလေးတွေဆိုလဲရတယ်စကတ်ဆိုလို့ရှိရင်လဲစကတ်နဲ့အင်းကြီးနဲ့တွဲတာလေးလဲပါမယ်နောက်ပြီးတော့မင်းယောက်ျားလေးဆိုလို့ရှိရင်ဒီလိုမျိုးစတိုင်ပေါင်းမီလေးတွေနောက်ပြီးတော့ဒီလိုကြားရက်လေးတွေ เนาะအဲ့ဒါကိုမှဒီဇိုင်းမျိုးမျိုးကလန်ကော်လန်မျိုးမျိုးချစ်စရာလေးတွေနဲ့နောက်ဘယ်လိုမျိုးသူတို့ရဲ့ site တွေကိုဘယ်လိုယူရမလဲဒီအရွယ်တွေမှာအဲ့ဒါတွေကိုအကုန်လုံးသင်ပေးမှာဖြစ်ပါတယ်သင်တန်းကာလကတော့တစ်လပါသင်တန်းကြီးကတော့၅သိန်းပါပရမသုံးအပ်မယ်သင်တန်းသူအယောက်အဲ၅ယောက်ကိုတတိပြန်ခဲတဲ့အတုံးဆောင်ပစ္စည်းတစုံစာတသိန်းပိုးမြတ်တာလက်ဆောင်ပေးပါမယ်ဒါကြောင့်မလို့အခွင့်ရေးကိုလက်လို့မခံပါနဲ့နော် တီချဲတဲ့စောက်ဈေးနှုန်းလေးတွေပြောပြပါလားရှင်တဲ့သမီးမှာကျင်လို့တဲ့စောက်ဈေးနှုန်းလေးတွေပြောပြမယ်နော်ဒီစောက်ကလေးက18000ပါဒီစောက်ကလေးကလည်း18000ပါပဲဒီစောက်ကလေးကကြတော့3000ပဲရှိပါတယ်အခုကကြတော့ဈေးနှုန်းမပြောင်းလဲသေးဘူးနော်ဈေးမတက်သေးပါဘူးဒီစောက်ကလေးတွေကုန်လို့ရှင်တော့ဈေးတက်ပါမယ် ။ဘာဖြစ်လို့လဲဆိုတော့အစားအရာဈေးတက်နေတဲ့အတွက်တချက်လဲပုံနှိပ်တိုက်မှာပြန်အပ်လို့ရှိရင်ဈေးတက်မှာဖြစ်တယ်။အဲဒါကြောင့်မလို့ဈေးတက်ပါမယ်။ဒီစာုပ်ကလေးอ่ะဆိုရင်ဒီမှာဒီမှာဆက်တဲ့ချိန်မြောက်နော်၁၇ချိန်ညောင်ရိုက်နှိပ်ထုတ်ဝေပြီးသွားပြီအရန်သုံးဝင်နေအရန်တံပိုးရှိရဲအဲဒါကြောင့်မလို့နောက်တစ်ချိန် တိတ်မကြံတော့ဘူးเนาะအဲ့ဒါကြောင့်မလို့လိုချင်လို့ရှိရင်စောစောအမှားထားစာအုပ်တိုက်မှာကြာနေတဲ့အချိန်နဲ့ဆိုလို့ရှိရင်လိုချင်တဲ့အချိန်မရပဲနေမယ်เนาะဒီစာအုပ်ကလေးကကြာတော့၃ချိန်မြောက်ဒီစာအုပ်ကလေးကလည်းပညာတွေအများကြီးပါတယ်ဒီလိုခက်တိုလေးတွေကိုမှဒီဇိုင်း15မျိုးပါတယ်အဲ့ဒီဒီဇိုင်း15မျိုးကိုမှဒီဇိုင်းတစ်မျိုးကိုဆိုလို့ရှိရင်သင်ခန်းစာက3ခုလောက်ပါတယ်ဆိုတော့15မျိုးဆိုတော့ဒီဇိုင်းက 45ခုပညာ45မျိုးလောက်ပါတယ်เนาะဒီဒီဇိုင်းဒီစာအုပ်ထဲမှာဒါကြတော့ကိုယ်တိုင်းမှတ်တဲ့စာအုပ်ကိုယ်တိုင်းမှတ်ဖို့ကိုရှိမှာအင်ကြီးလာအပ်တဲ့ခါကြလို့ရှိရင်မေ့မသွားအောင်လို့ပေါ့เนาะကိုယ်တိုင်းမှတ်ဖို့စာအုပ်ကလေးပါဒီစာအုပ်ကလေးကကြတော့ဒီစာအုပ်ကဒီမှာစာမျက်နှာလေးကဒီလိုမျိုးလေးတွေဒီနေရာမှာဆိုလို့ရှိရင် customer ကိုတိုင်းနေကိုမှတ်မယ်ဒီမှာကကြတော့သူ့ရဲ့အချက်လက်သူ့လိုချင်တဲ့အချက်လက်လေးတွေကိုရေးထားမယ်သူ့လိုချင်တဲ့အင်ကြီးဒီဇိုင်းလေးကိုလည်းအကျန်းလေးနဲ့ပုံဆွဲထားမယ်เนาะအဲ့ဒီလိုမျိုးအလုံးလူတယောက်စာကိုတစ်မျက်နှာမှာအလုံးမှတ်လို့ရတယ်เนาะအဲ့ဒီစာအုပ်လေးတွေကိုမှတ်မယ်ဆိုလို့ရှိရင်တော့ရန်ကုန်မြို့မှာဆိုလို့ရှိရင်အိမ်ရောက်ငွေချေရပါတယ်ငွေကြိုလွှဲเสียမလိုပါဘူးနောက်ပြီးတော့တင်တန်းကကြတော့လာတာလမ်း20မှာပါ တိန်ကြီးစေးပူကြုံစေးနဲ့ညီးတယ်အဲဒါကြောင့်မလို့ဂျန်ရှင်စီးတီးနဲ့လည်းညီးတယ်ဆိုတော့တင်ထဲမှာလာဝယ်လို့လည်းရပါတယ်နေရဆိုလို့ရှိရင်တော့ငွေကြိုလွှဲရပါတယ်ရိုင်ယာရောက်တဲ့နေရာဆိုရိုင်ယာနဲ့ပို့ပေးတယ်ကားကိတ်ကနေလည်းအဆင်ပြေအောင်ဟိုရောက်အောင်ပေါ့နော်အဆင်ပြေအောင်ပို့ပေးပါတယ်တင်နန်းတက်ချင်တယ်ဆိုလို့ရှင်တော့ရန်ကုန်မြို့လာတာမြို့နယ်မှာပါလာတက်လို့ရပါတယ်တင်နန်းကတော့လာစဉ်လာစမ်းရက်တိုင်းမှာတင်နန်းဖွင့်ပါတယ် ပက်တန်ကက်လည်းရောင်းပေးပါတယ်เนาะပက်တန်ကက်ကဆိုတာကြတော့ကိုယ့်ရဲ့လိုချင်တဲ့အင်ကြီးဒီဇိုင်းရယ်ကိုလိုချင်ကိုယ့်ရဲ့ကိုတိုင်းရယ်အဲ့ဒါကိုဘိုင်ဘာကနေပေးရတယ်အဲ့ဒီဥစ္စာကိုပက်တန်ကက်ကလေးနဲ့အစင်တင်လေးဆွဲပေးတယ်အဲ့ဒီပက်တန်ကက်ကလေးကိုပိတ်စပေါ်မှာတင်ပြီးတော့အစင်တင်ညှက်ယုံမဲ့ချုပ်စားတွေဘာတွေပို့ကြရမလို့တော့ဘူးအဲ့ဒီတော့ကိုလိုချင်တဲ့ဒီဇိုင်းကိုတစုံတစ်ပေါင်းခွဲပါအဲ့ဒီဥစ္စာမှားလို့လည်းရပါတယ်เนาะ ျွန်မကတော့ဒီဇိုင်နာထွင်မှာ ကျွန်မတင်ထားတဲ့ပညာတွေဗီဒီယိုတွေလည်းအများကြီးရှိပါတယ်ကျွန်မတင်နေပေးထားတဲ့တပည့်တွေလည်းမြန်မာပြည်အနှံ့မှာအများကြီးရှိတယ်အကုန်လုံးကအဆင်ပြေပြေနဲ့ဘဝရည်တည်မှုကိုရနိုင်ကြပါပြီဒါကြောင့်မို့လို့ပညာတွေလိုချင်တယ်ဆိုလို့ရှိရင်အမြန်ဆုံးလာပြီးတော့တင်နန်းတက်လိုက်ပါမင်္ဂလာပါကျွန်မဒီဇိုင်နာထွေမှာရန်ကုန်ကပါဒီညီမလေးရဲ့မိခွန်းလေးကဘာလဲဆိုတော့ ူကတဲ့အင်ကြီးညက်တဲ့ခါမှာတဲ့ကိုရိုင်းတွက်တာကိုမှားမှာဆိုလို့အင်ကြီးကိုမညက်ရဲဘူးဖြစ်နေတယ်တဲ့အဲ့ဒီလိုမျိုးမှားမှာဆိုရဲဆိုတာကဒါကတော့တကယ်တော့စိုးရိမ်စရာပါပဲဘာဖြစ်လို့လဲဆိုတော့ကိုရိုင်းတွက်တာမှားသွားရင်ပိဆာညက်တာမှားမယ်ပိဆာညက်တာမှားလို့ရှင်တော့ကျင်းသေးကိုသူကယောရတော့မယ်ယောပေးရတော့မယ်စကားများရတော့မယ်အဲ့ဒီအတွေ့ဒါကဘလို့သတိထားရမလဲဆိုလို့ရှင်အရင်ဆုံးကတော့ဘလို့လက်ကျင့်ရမလဲဆိုတာကိုပြောပြမယ် တချို့တင်နှန်းမှာဆိုလို့ရှိရင်ဒီတင်နှန်းသူတွေကိုပရမဟုဆိုသူတို့ရဲ့ကိုခန္ဓာနဲ့တွက်ပြီးတော့တခါလေးချုပ်ပြီးတော့ဝတ်ခိုင်းလိုက်တယ်။အဲ့ဒီလိုချုပ်ပြီးတော့ဝတ်ခိုင်းလိုက်တဲ့အခါမှာသူတို့ကသူတို့ရဲ့ကိုခန္ဓာကိုတိုင်းဒီချေကိုယ်တိုင်ရပဲတိုင်းပေးတယ်ပေါ့နော်။တိုင်းပြီးတော့တွက်တာကိုသင်ပေးတယ်။တွက်တာသင်ပေးပြီးလို့ရှိရင်ဒီအဲ့ဒီတင်နှန်းအဲ့အဲ့ဒီတွက်တာကိုအဖြစ်ရလို့ရှိရင်ပက်တန်ဆွဲတယ်အဲ့ဆိုရင်တွက်တာကိုလည်းတိတိချာချာတီချေကိုယ်တိုင်းပဲကြည့်ပေးပြီးတော့ သူတို့ရဲ့ဒီပက်တန်ကိုလည်း၅ချိန်အနည်းဆုံးဆွဲခိုင်းတယ်၅ချိန်ဆွဲခိုင်းလိုက်တဲ့အခါကျတော့သူကဟိုမျက်လုံးထဲမှာဆွဲသွားပြီတိတ်ပြီးတော့မမှတ်မိသေးတဲ့သူတွေဆိုလို့ရှိရင်တော့၁၀ချိန်ဒါမှမဟုတ်လဲ၁၅ချိန်အဲ့ဒီလိုမျိုးအထိသင်ပေးရတဲ့သူတွေလည်းရှိတယ်အလွတ်ရတဲ့အထိအဲ့ဒီတော့သူတို့ရဲ့ပက်တန်ကိုသူတို့ကအလွတ်ရသွားပြီဆိုတဲ့အခါကျတော့ကိုကနေမှကိုယ့်ရဲ့ customer ကိုချုပ်ပေးမယ်ဆိုလို့ရှိရင်ကို customer ကကိုယ့်ရဲ့ပိန်သလားဝသလား အဲ့ဒီဥစ္စာကိုသိရလေမျိုးလုံးနဲ့ကြည်လိုက်ရင်သိရလေအဲ့ဒီတော့ကိုယ့်ရဲ့ပိန်တယ်ဆိုလို့ရှိရင်ဒီမှာကိုဆွဲထားတဲ့ပတန်လေးမှာကိုယ့်ရဲ့ customer အတွက်ဆွဲထားလေးကနည်းနည်းသေးရမယ်ဘယ်လောက်ထိသေးရမလဲဆိုကိုယ့်ရဲ့ဥပမာကိုယ့်ရဲ့ပခုံးက9ခွဲဆိုလို့ရှိရင်လည်း9ခွဲကဘယ်လောက်နော်ရင်က30ဆိုလို့ရှိရင်လည်း30ကဘလောက်ဆိုတာမျိုးလုံးထဲမှာအလွတ်ရသွားပြီအဲ့ဒီအတွက် ကိုယ့်ရဲ့ customer မှာအဆင်ပြေလားမပြေလားဆိုတာကိုကမှန်းလို့ရသွားပြီအဲ့ဒီအချိန်မှာကိုယ့်ရဲ့ဝါတဲ့သူဆိုလို့ရှိရင်လည်းကိုကမှန်းလို့ရတယ်နောက်ပြီးတော့လေပခုံးရင်ခါတင်မှာအချိုးမကြဘဲနဲ့ပေါ့နော်တခုခုလွဲချော်နေတယ်ဆိုလို့ရှိရင်လည်းမှားရင်မှမှန်းသိတယ်ပေချိုးဆွဲတာလိုအပ်တာအဲနောက်ပြီးတော့ပေဒံတိုင်းတာလိုအပ်တာအဲ့ဒီမှာဂဏန်းကိုပေဒံကိုဟိုဘက်ဒီဘက်မှားပြီးတော့ မှတ်မိသွားလို့ရှိရင်လည်းအဲ့ဒါမှားလို့ရှိရင်မှားမှန်းသိတယ်။ဘာဖြစ်လို့လဲဆိုတော့ပထမဦးဆုံးကနန်းနေရဲ့သူ့ရဲ့အရှိတွေကိုမျိုးလုံးထဲမှာအလွတ်ရထားလို့နော်။အဲ့ဒီတော့အဲ့ဒါကတစ်ချက်ပေါ့နော်။နောက်တစ်ချက်ကကြတော့အခုတစ်ချက်ထုတ်ထားတဲ့ဒီလိုဆောက်ကလေးတွေထဲမှာဆိုလို့ရှိရင်ဒီမှာကိုယ်တိုင်းရှိတယ်ကိုယ်တိုင်းရှိတယ်ကိုယ်တိုင်းပြီးလို့ရှိရင်သူ့ဘေးနားမှာတွက်ပြီးသားလေးအဖြေလေးပါပါတယ်။အဲ့တော့ဒီတော်ပြီးသားအဖြေလေးကိုကြည့်လိုက်လို့ရှိရင်လည်းမှားစရာအကြောင်းမရှိဘူး နောက်ပြီးတော့တီချက်သင်တန်းသူတွေဆိုလို့ရှိရင်ကြတော့ဒီလိုတွက်ပြီးသားအဖြစ်ကိုပဲမကြည့်စင်ခြင်းကိုယ်တိုင်တွက်စင်ခြင်း ਨੇ အဲ့ဒီတော့ညီမလေးဆိုလို့ရှိရင်ကိုယ်တိုင်ပဲတွက်လိုက်နော်ကိုယ်တိုင်တွက်ပြီးလို့ရှိရင်မှအဖြေထွက်လို့ရှိရင်ဒီဆောက်ကလေးထဲမှာပါတဲ့အဖြေနဲ့တိုက်ကြည့်လိုက်တိုက်ကြည့်လိုက်လို့ရှိရင်ပန်သလားမှားသလားဆိုတာကိုသိရမယ်နောက်ပြီးတော့တွက်နီးတွက်ပုံတွက်နီးကိုလည်းတီချက်တင်ထားတာရှိမှာဗီဒီယိုတွေရှိတယ်နော်လက်မဆိုရင်လက်မစင်တီးရတော့လွယ်ပါတယ်နော်စင်တီးရကြတော့ ကယ်ကူလေတာနှိပ်လိုက်ရုံပဲเนาะလက်မကြတော့တလက်မမှာ၈စိတ်ရှိတယ်ចောင်းမတင်တယ်កော်ပီတန်ကတလက်မမှာ၁၀စိတ်၁၀ပေါ်မှာအခြေခံတဲ့အတွဲသူကလွယ်တယ်เนาะတလက်မမှာ၈စိတ်ဆိုတော့သူကကြတော့၈စိတ်နဲ့မှီပြီးတော့ပဲဟိုဆွဲရတဲ့အတွဲတွဲ့ရတဲ့အတွဲသူကတော့နည်းနည်းဟိုစဉ်းစားစရာလေးတွေရှိတယ်အဲ့ဒါကိုလည်းဒီချင်ရှေ့မှာဗီဒီယိုတွေမှာတွက်ပြထားတာရှိတယ်အဲအဲ့ဒီတော့ဒီစာအုပ်ထဲရအတိုင်းကိုကိုကကြည့် လိုက်ပြီးတော့ပေါ့နော်ဒီဆောက်ထဲအတိုင်းတိုက်ပြီးတော့အဖြေမှန်မယ်ဆိုလို့ရှိရင်တော့ဒါမှန်သွားပြီပေါ့ဒီဆောက်ထဲမှာထည့်ထားတဲ့အဖြေတွေကကြတော့ချုပ်စာပါပပီးသားအဖြေတွေเนาะအဲ့ဒီတော့ ဒီချုပ်စာပါပြီးသားဆိုတော့မှားเสียရမရှိတော့ဘူးเนาะပခုံးဆိုလို့ရှိရင်ဒါချုပ်စာ၄စိတ်တင်မယ်ဒီအောင်နာဆိုလို့ရှိရင်ချုပ်စာက၁ခွဲဒီဘင်းနာဆိုလည်းတလက်မဒီနေရာဆိုလို့ရှိရင်ဂျိုင်းပေါက်ဆိုရင်၄စိတ်ဒီလိုမျိုးတွေတနေရာစီတနေရာစီကိုလိုက်မှတ်เสียမလို့တော့ဒါတိချဲ20တွေရဆိုလို့ရှိရင်တော့ချုပ်စာပါပါပြီးသားအဲအဲ့ဒီတော့ချုပ်စာတင်ဖို့မေ့သွားမှလည်းစိုးရင်เสียမလို့တော့ဘူးเนาะအဲ့ဒီအဖြေကချုပ်စာတင်ပြီးသားဖြစ်သွားလို့ဆိုတော့ဒီတိချဲ20လေးတွေကတော့လွယ်တယ် เนาะဒီစာအုပ်ကလေးကိုတိုက်ပြီးတော့ကြည်လို့လည်းရတယ်ကိုကိုခန္ဓာကိုယ်တိုင်းကိုလည်းအလွတ်ရအောင်လုပ်လို့ရတယ်အခုပြောပြသွားတာလေးကိုသဘောပေါက်လိမ့်မယ်နားလည်လိမ့်မယ်လို့ထင်ပါတယ်ဒီမှာလေးအဆင်ပြေပါစေเนาะကျေးဇူးတင်ပါတယ်နောက်ပြီးတော့ဒီအကောင့်လေးကိုလည်း follow လေးလုပ်သွားလိုက်အောင်เนาะနောက်လည်းတင်ပေးထားတာလေးတွေကြည့်အမြဲတမ်းပဲကိုမြင်အောင်လို့ပြီးတော့အရှိမလည်းတင်ထားတာရှိတယ်အဲ့ဒါလေးတွေကိုလည်းဝင်ကြည့်ပါเนาะ အခုဒီညီမလေးရဲ့ comment လေးကကြတော့ဖြစ်နေတာမဟုတ်လို့ကျေကျူးပါတဲ့အဲ့ဒါကကြတော့တစ်ချက်တင်လိုက်တဲ့ post တစ်ခုမှာရှင်းပြထားတာလေးရှိတယ်အဲ့ဒီရှင်းပြထားတာလေးတွေကဘာလဲဆိုတော့အင်းကြီးဒီလိုရင်စည်းချုပ်တဲ့အခါမှာဒီလိုမျိုးဖွဲ့စည်းတယ်လို့မျိုးဖြစ်နေတယ်အဲ့ဒီလိုဖြစ်နေတဲ့ဟာကိုအခက်ခဲတာဘာဖြစ်လို့အဲ့ဒီလိုဖြစ်တာလဲဆိုတာကိုရှင်းပြထားတာအဲ့ဒီရှင်းပြထားတာလေးကို तू ကကိုက်ညီသွားပြီးတော့သူနဲ့ကိုက်ညီသွားပြီးတော့ तू ကကြတော့ အခုဖြစ်နေတာမဟုတ်လို့တဲ့ကျေးဇူးပါတဲ့အဲ့ဒီလိုမျိုးလေးကွန်မန့်လာရေးတာတိချေကဗီဒီယိုလေးတွေအများကြီးပဲတင်ပေးတယ်အဆင်မပြေတာလေးတွေအဆင်ပြေအောင်လို့เนาะအင်းကြီးပုံမကြတာလေးတွေပုံကြသွားအောင်လို့အဲ့ဒါလေးတွေကိုဗီဒီယိုလေးတွေတင်ပေးတယ်အဲ့ဒီလိုဗီဒီယိုလေးတွေတင်ပေးတဲ့အခါမှာအောက်ကနေပြီးတော့ကျေးဇူးတင်ပါတယ်လို့လာပြီးတော့ပြောလို့ရှိရင်တိချေကသဘောဘလို့ပောက်လိုက်တဲ့ဆိုရင်တိချေရှင်းပြတာကိုသူသိသွားပြီ အဲ့ဒီလိုမျိုးသဘောပေါက်လိုက်ပါတယ်အဲ့ဒါကြောင့်မလို့ဒီဆက်ကိုဒီလိုမျိုး စင်ပြေသွားတာလေးကို လာပြီးတော့ comment ရေးလို့ရှိရင်သဘောပေါက်တယ်ဩဒီလိုပြောလိုက်လို့ရှိရင်သူတို့နားလည်တယ်ဆိုတော့ဒီ share ကလည်းသိရတယ်ပေါ့နော်အဲ့ဒီတော့ဒီ share ထပ်ထပ်ပြီးတော့ရှင်းပြဖို့တင်ပေးဖို့ခွန်အားတွေဖြစ်ရပါတယ်အဲ့ဒီတော့တီရှဲကိုမေခွန်းလေးတွေလာပြီးတော့မေးတဲ့အခါမှာမဖြေပေးသေးဘူးလားအဲ့ဒီလိုမျိုး ဆောက်မကြည့်ပါနဲ့လိုက်ပြီးတော့ရှာလိုက်ပါအများကြီးဖြေထားတာတွေရှိခဲ့ပါတယ်နောက်ပြီးတော့ဖြေထဲတယ်အရှိတကယ်လို့ကိုမေးတာနဲ့သူများမေးတာနဲ့တိုက်ဆိုင်ရင်လည်းဖြေပြီးသားတွေဟာရှိပြီးသားရှိတယ်နော်အဲ့ဒါကြောင့်မို့လို့ဝင်ပြီးတော့ကြည်ပါတိချေကပြောတယ်ဖြစ်ပြီးသားရှိပါတယ်လို့တခါတလေကြားလို့ရှိရင်လည်းပြန်ပြီးတော့ပြောတယ်နော်ပြန်ပြီးတော့အဲ့ဒီလိုမျိုးပြန်ပြောလိုက်တယ်အဲ့ဒါလေးတွေကညီမလေးရေတင်ထားပြီးသားရှိပါတယ်နော် အဲ့ဒီလိုပြန်ပြောတဲ့အခါမှာဆိုလို့ရှိရင်လေတိဆက်ပြောစကားကိုယုံကြည်ပြီးတော့ဝင်ပြီးတော့ရှာလိုက်ပါเนาะအဲ့ဒီတော့မှတွေ့ပါလိမ့်မယ်တကယ်လို့အဲ့ဒီစီကိုမရောက်သေးလို့ရှိရင်လေတခြားပညာရစရာတွေကအများကြီးရှိတယ်အဲ့ဒါကြောင့်မလို့ဝင်ပြီးတော့ကြည့်လိုက်ပါဒီဆယ်ရဲ့မတွေ့ဘူးဆိုပြီးတော့လာပြီးတော့ထပ်ပြီးတော့ပြောရတဲ့သူလည်းရှိတယ်။နောက်ပြီးတော့တချို့တွေကြတော့လည်းတွေ့သွားတယ်၊ရသွားတယ်။အဲအဲ့ဒီလိုမျိုးလည်းရှိကြပါဗါတယ်။အဲ့ဒီတော့ဒီဆယ်မတွေ့ဘူး မက်ဆန်ဂျာကနေပို့ပေးပါဆိုပြီးတော့လာပြီးတော့ပြောတယ်အဲ့ဒီလိုမျိုးလာပြီးတော့ပို့ပေးပါလို့ပြောလို့ရှိရင်ကြတော့မက်ဆန်ဂျာကကြတော့လေဟိုဗီဒီယိုဆိုလို့ရှိရင်တော့မထွက်ဘူးဒီ link ဆိုလို့ရှိရင်ထွက်တယ်နော်အဲ့ဒီတော့ညီမလေးတို့မှာက Facebook ရှိတာလား TikTok ရှိတာလားဆိုတာကိုမသိရဘူးနော်အဲ့ဒီတော့တကယ်လို့ဒါ Facebook မရှိဘူးဆိုလို့ရှိရင်ဗီဒီယိုက teacher က link ကို Facebook က link ကို TikTok မှာပေးလို့ရှင်လဲညီမတို့ဖွင့်မရဘူး TikTok က link ကိုပေးမိလို့ရှင်လဲ Facebook မှာပေးမိလို့ရှင်လဲဖွင့်မရဘူးအဲ့ဒါကြောင့်မလို့ညီမလေးတို့အဆင်ပြေကြပါစေနော်တွေ့အောင်ရှာပြီးတော့ကြည်ကြပါကျေးဇူးတင်ပါတယ်ဒီ share လဲ